DPP ရဲ့နောက်ဆုံးရသတင်းလေးကိုပြောပြပေးပါမယ်။တရားမဝင်ကုန်သွယ်မှုတပ်ဖြတ်ရေးကဖမ်းဆီးရမိတဲ့ပြည်စီတွေကိုအ мян ဆုံးထုတ်ခွဲရောင်းချပြီးနိုင်ငံတော်ဗန္နာအဖြစ်သိမ်းဆည်းနိုင်ရေးအတွက်ဥပဒေအပိုင်းကမြန်မြန်ဆန်ဆန်စစ်ဆေးဖို့လိုအပ်ကြောင်းဒုစစ်ကောင်ဆောင်ကပြောပါရတယ်။နေပြည်တော်ရှိစီးပွားရေးနဲ့ကုသရေးဝယ်ရေးဝန်ကြီးဌာနညီလာခံခန်းမမှာမေလ26ရက်နေ့လပိုင်းကပြုလုပ်တဲ့တရားမဝင်ကုန်သွယ်မှုတပ်ဖြတ်ရေးဦးဆောင်ကော်မတီအစည်းအဝေးနှစ်မြင်ဆောင်2025မှာပြောဆိုခဲ့တာပါ။ ထိုင်းမြန်မာနယ်စပ်ကန်ချနာပူရီခရိုင်ဆန်ခလပူရီမြို့မှာမေလ26ရက်ကမြန်မာဘက်ကနေတရားမဝင်သဲဆောင်လာတဲ့ထိုင်းဘက်ငွေ78တန်းဒီပါဖန်ဆီးရမိတယ်လို့သတင်းရှင်းသတင်းမှဖော်ပြပါရယ်။လိမ့်စိတ်ခယူမှုကွဲပြားသူတွေရဲ့ချစ်တက်ပွဲဖြစ်တဲ့ချင်းမိုက် Bright 2025ကိုထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုက်မြို့မှာမေလ25ရက်နေ့ကပြုလုပ်ကျင်းပခဲ့ပါရယ်။ ချင်းမမျိုးဟာဌာနကံရဲ့လက်စိတ်ခယူမှုကွဲပြားသူတွေရဲ့ခြေတက်ပွဲကိုပထမဆုံးကျင်းပတဲ့မျိုးဖြစ်ပြီးဂျွန်လတိုင်းမှာကျင်းပလေးရှိပါတယ်။ DPP နောက်ဆုံးရသတင်းတွေကို DPP TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်။